တောင်းတက် PSOF channel ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ဒီပေါ်မြို့မှာဖွင့်ထားတဲ့မိဘမဲ့ကြီးဟာကြောင့်ဒီမှာကလေးငယ်တွေစာတင်ကြားနိုင်ဖို့အတွက်စာရေးကိရိယာတွေလိုအပ်နေတယ်လို့လုံသားပြိတ္တဖွဲ့ကောင်းဆောင်ကိုနေစောထွန်းကရှုပြမျိုးပြောပါရယ်မကြခင်မှာကျောင်းတွေပြန်လည်ဖွင့်လှစ်တော်မှာဖြစ်တာကြောင့်မိဘရဲ့ကလေးငယ်တွေအတွက်စာအုပ်ဘောပင်အပြင်ဖနှက်နဲ့ကျောင်းဝတ်စုံတွေလိုအပ်နေတာလို့ဆိုပါရယ်မိဘမဲ့ကြီးဟာကျောင်းမှာနေထိုင်တဲ့ကလေးငယ်တွေဟာအသက်3နှစ်ဝန်းကျင်ကနေ15နှစ်ဝန်းကျင်ကြားကလေးငယ်တွေဖြစ်ကြပြီး သူတို့တွေဟာစာရေးကြိယာပြင်စာဝတ်နေရဲ့အတွက်လည်းအကူအညီလိုအပ်နေတယ်လို့ကိုနေဇော်ထွန်းကဆက်ပြောပါဗျ။မိဘမဲ့ဂေဟာတွေဖြစ်ကြတဲ့ရင်ခွေမဲ့သူများဂေဟာမှာကလေး30နေပါရှိပြီးစုတောင်းရအိမ်မှာ50ဦးလီစုပညာရေးဂေဟာမှာ50ကျော်ရှိပြီးမိဘမဲ့အကြောင်း3ကျောင်းစလုံးဟာတီဘောမြို့ထဲမှာရှိတာဖြစ်ပါတယ်။အဲ့ဒီမိဘမဲ့အကြောင်းကကလေးငယ်တွေကိုကုညီထောက်ပံ့လိုသူတွေအနေနဲ့ နှလုံးသားပြိတ္တာဖွဲ့ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်းဆိုထားပါဗျ။